ဆမ်ဆောင်ပိုင်အရှင်ရဲ့သမီးကဒုမရဲ့တက်တော်စားနဲ့လက်ထပ်လိုက်ပြီးတဲ့နောက်ဒီလိုအဖြစ်ဆုံးနဲ့ကြုံခဲ့တယ်။ဆမ်ဆောင်ကမေကကမအချမ်းသာဆောင်တထည့်စင်းဝင်ကမ္ဘာတစ်ခုဖြစ်ပြီးတောင်ကိုရီးယားနိုင်ငံရဲ့အချမ်းသာဆောင်ကမ္ဘာတစ်ခုလည်းဖြစ်ပါတယ်။ဒီလိုမျိုးကိုရီးယားရဲ့အချမ်းသာဆောင်ကမ္ဘာပိုင်ရှိတဲ့သမီးဖြစ်သူကဒုမရဲ့တက်တော်စားနဲ့လက်ထပ်တော်မဲလို့ကြေညာပြီးတဲ့အခါမှာတော့ဒီတဲ့ရင်ကလူတိုင်းရဲ့ပစ္စည်းဖျားမှာရောက်ရှိတော်လာခဲ့ပါတယ်။အခုဆိုရင်ဒုမတို့ရဲ့အချမ်းကိုအခြေခံပြီးတဲ့ကုထားတဲ့စကားတော်ရှိနေပါတယ်။ ဒီမှာက1999ခုနှစ်မှာဒီမ900ရောင်းချစ်တကိုလက်ထပ်ခဲ့ပြီးဒူအမ ्या ကဒီလက်ချက်ပွဲနဲ့ပတ်သက်ပြီးခက်တဲ့နတ်သမီးပုံမင်းတို့တောင်တင်စားခဲ့ကြပါတယ်။ဒီလိုမျိုးတင်စားရတဲ့အကြောင်းရင်းကတော့ဒီမရဲ့ချစ်တဖြစ်တဲ့တက်တော်ဆောင်ကောင်းလေးကတာမန်မိသားစုတစ်ခုကနေမိုးပွားလာခဲ့တာဖြစ်ပြီးဒီမရဲ့ပုံဝင်ချင်းမှာကြီးကြီးတဲ့ချမ်းသာတဲ့တတိတွေညပြနေတာကြောင့်ဒီလိုတာမန်ကောင်းလေးကိုရွေးချယ်ခဲ့တဲ့အတွက်ကြောင့်မှဖြစ်ပါတယ်။ဒါကြောင့်တမရုနှစ်ဦးရဲ့အင်အားတွေကအစပိုင်းမှာသာတာယာပြည့်ရှင်ခဲ့ပြီးနောက်ပိုင်းမှာတော့အိမက်စိုးစီအဖြစ်ကိုဦးတည်နာခဲ့ပါတယ်။ ကိုစိန်ဒီမကဘလို့အကြောင်းနေကြောင်းဒီနောက်ကွာချချက်တွေကြီးမနေတာကြောင်းတက်တော်ဆောင်ကောင်းလေးကိုရွေးချယ်ခဲ့တာလေဒီမတို့ရဲ့အိမ်ဆောင်ကြီးကရောဘလို့အကြောင်းနေကြောင်းပြည့်စည်သွားတာဖြစ်မလဲအစားရှိတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုဒီနေ့ပြည်တော်ရဲမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီလိုမျိုးအဆင့်တန်းကွာချလာတဲ့လူတွေလက်ထက်ကြတာကအမေရိကန်မှာဆိုရင်တော့ပုံမှန်အကြောင်းအရာလိုဖြစ်နေပြီမင်းတောင်ကိုရီးယားမှာကတော့ immediate ကိုမှစမ်းချတဲ့ကိစ္စတခုဖြစ်ပါတယ်ကိုရီးယားနိုင်ငံမှာနိုင်ငံရဲ့စီးပွားရေးကိုအဓိကထွင်းချုံနေတဲ့မိသားစု20လောက်ရှိပြီးဒီမိသားစုအတွင်းကကလေးတွေကိုတော့ချစ်ပန်းလို့ခေါ်ဝေကြပါသေးတယ် ဒီကလေးတွေအရွယ်ရောက်လာတဲ့ခါမှာတော့အချင်းချင်းနှစ်ထပ်ထင်းကြကြပြီးစီးပွားရေးကိုတိုးချဲ့ကြပါတယ်။ဒီလိုမျိုးစီးပွားရေးအာဏာကြီးတဲ့မိသားစုတွေထဲမှာတော့ Samsung Company ကအင်အားအကြီးဆုံးဖြစ်ပြီးအတော်များများကသူတို့ရဲ့သားတဲ့သမီးတွေကို Samsung မိသားစုအတွင်းကကလေးတွေနဲ့လက်ထပ်စီချင်းခဲ့ကြပါတယ်။ Samsung ဖန်ရှင်ဖြစ်သူ Beacon Heat မှာဆိုရင်သားသမီးလေးရောက်ရှိပြီးတော့ဗတ်တယောက်သမီးတစ်ယောက်ရှိပါတယ်။ကိုရန်တော်နဲ့လက်ချက်သွားတဲ့သူကတော့ဒီဘူဂျင်ဖြစ်ပြီး Samsung Company ပိုင်းရှိတဲ့တမီ၃ယောက်ချက်ကအကြီးဆုံးတမီဖြစ်ပါတယ်။ ဒီမှာကဒီကနေ့ဟိတရဲ့အချစ်ဆောင်သမီးဖြစ်ခဲ့ပြီးသူတို့နေရာနေရာကိုသူမကိုခေါ်ဆောင်သွားလိရှိပြီးပွဲထုတ်လိရှိပါတယ်။ဒီမှာကဒီကနေ့ဟိတရဲ့အချစ်ဆောင်သမီးဖြစ်တဲ့အတွက်ကြောင့်မီယာရီကသူမကို Samsung ရဲ့မင်းသမီးလေးကိုခေါ်ဝေါ်ခဲ့ကြပါတယ်။ဒီလိုမျိုးတင်စားခေါ်ဝေါ်ရတော့တဲ့အထိဖခင်ခေတ်ရဲ့အချစ်တွေကိုရရှိထားတဲ့သူမကတာမန်တက်တော်ဆောင်ကောင်းလေးကိုလက်ချက်တော်မင်းလိုချိန်နာလိုက်တဲ့အခါမှာတော့တနိုင်ငံတော်အားတင်သွားခဲ့ရပါတယ်။ဒါဆိုရင်ဖောက်ကင်းဖြစ်တဲ့အခြေတွေကိုများစွာရရှိခဲ့တဲ့ဒီကောင်မလေးရဲ့အကြောင်းကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ပါနော်။ နေဘူးချင်းကတော့6980ခုနှစ်အောက်တိုဘာလ6ရက်နေ့မှာမူဖခဲ့တာဖြစ်ပြီးသူမရဲ့အဖေကတော့ Samsung ပိုင်ရှင်ပြည်ထောင်နာတယောက်ဖြစ်ပါတယ်။သူမရဲ့အမေကလည်းအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ပြီးပြည်ထောင်နာတယောက်ဖြစ်တဲ့အပြင်ရဟိတသမားတူလည်းဖြစ်ပါတယ်။နေဘူးချင်းကကိုရီးယားနိုင်ငံရဲ့တရုတ်နိုင်ငံကြဘာလအထက်တန်းကျောင်းကနေအထက်တန်းအမင်းခဲ့တာဖြစ်ပြီးကိုရီးယားရဲ့အကောင်းဆုံးကျောင်းတစ်သားဖြစ်တဲ့ယွန်စေးတက္ကသိုလ်ကနေဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနာမှာတော့စီးပွားရေးစီမံခန့်ခွဲမှုမဟာပွဲကိုအမေရိကန်နိုင်ငံ MIT တက္ကသိုလ်ကနေရရှိခဲ့ပါတယ်။ သူမကအမေရိကန်ကနေပြည်နာတင်ပြီးကိုရီးယားကိုခဲ့အချိန်မှာတော့ Samsung Company ရဲ့လက်အောက်ခံ company တစ်ခုဖြစ်တဲ့ Sheila Holiday ရဲ့ CEO ဖြစ်စတင်တော့ခင်ခဲ့ပါတယ်။ကမိုင်းရလုံးချောင်းရဲ့အကြက်ဖခင်တီတူလီကွာဟီကသမီးဖြစ်သူရဲ့အလုံးချောင်းရဲ့အကြက် David Jan ကိုခန့်ခဲ့ပါတယ်။အင်ဂျင်ဆူရာကတော့တခြားသူမဟုတ်ပဲလီပူချင်းလက်ထက်လိုက်တဲ့တတ်တော်ဆောင်ကောင်းလေးဖြစ်ပါတယ်။လင်းဝင်ကတာမန်မိသားစုကမိုးပွားလာတဲ့ကောင်းတဲ့တယောက်ဖြစ်ပြီးသူ့မိဘတွေကတာမန်အင်ဇန်တဲတဲလေးတခုသာပိုင်ဆိုင်ထားပါတယ်။သူကအချက်တန်းတော်မှာအမင်းကြီးကလေးကလုံချုံရင်ဝန်တိုင်းဖြစ်ဆမ်ဆန်ဂရုမှာအလလုကန်ခဲ့တာဖြစ်ပါတယ်။ င်းဦးကျဲကလီဘူးချင်းထက်နှစ်နှစ်ကြီးပါတယ်။သူကယူရီချမော့ခန္ဓာပြီးတည်ကြည်တဲ့အတွက်ကြောင့်လီဘူးချင်းကသဘောကျခဲ့ပြီးနောက်ပိုင်းမှာတော့ချစ်ကြောင်းဝင်ခဲ့ကြပါတယ်။အဒီနာလီဘူးချင်းကသူတို့မျိုးရဲ့ဆက်ဆံရေးအကြောင်းကိုအပြစ်ဖြစ်သူကိုအသိပေးတဲ့အခါမှာတော့လီကွတ်ဟင်းကအပြင်းထန်ကပ်ကွက်ခဲ့ပြီးနောက်ခွက်ခန့်ခဲ့ပါတယ်။ဒီကဟိကတမိဖြစ်တဲ့ဘောချေပဲမိသားစုဝင်လေးကသူ့ရင်းနဲ့သာလက်ထပ်စီလိုခဲ့ပြီးအခုလိုမျိုးတာမန်လူတယောက်နဲ့လက်ထပ်ခွင့်ပြုဖို့ဆိုတာသူ့အတွက်တော့ဘယ်လို့မှမဖြစ်နိုင်ခဲ့ပါဘူး ကြပြင်သူမရဲ့အခုဖြစ်သူနဲ့ညီမဖြစ်သူတွေကလည်းကိုရီးယားရဲ့အချမ်းသာဇမီးသားစုအနေနဲ့လက်ထပ်ပြီးအင်အားတစ်ခုကိုတိစောက်ထားခဲ့ကြပါတယ်။အနျူမျိုးကမ်ကွန်မှုတွေပြေပြင်းမှုတွေရှိခဲ့ပေမဲ့ဒီပူချင်းကချစ်သူဖြစ်တဲ့လူဦးချင်းနဲ့သာလက်ထပ်ခဲ့ပြီးသူမတို့နှုတ်ရဲ့လက်ထပ်ပွဲကို1969ခုနှစ်အောက်တိုဘာလမှာကျင်းပခဲ့ပါတယ်။အဲဒီနောက်မှာတော့လက်ထပ်ပွဲနဲ့ပတ်သက်ပြီးလူတွေကျမ်းမှာအတော်လေးရေပန်းစားခဲ့ပြီးကောလာဟလတွေလည်းစက်တက်ပေါ်ထွက်လာခဲ့ပါတယ်။ဒီဒါဆိုနေစရာချီနီကအင်မတန်ကိုမှကွာခြားလို့နဲ့ကျွဲ၊နင်းဝင်ကျေကိုခစ်တဲ့မစ္စတာဆင်ဒရလန်ဆိုပြီးတော့နာမည်ပြောင်းပေးခဲ့ကြပါဗျ။ သူတို့နောက်လက်ထပ်ပြီးနောက်မှာတော့လင်ုံကြားလေးတက်တော်ဆောင်အဖြစ်မလို့ရတော့ဝဲစီပွိုင်းပညာသင်ယူဝတ်ချက်အမေရိကကိုသွားခိုင်းခဲ့ပါတယ်ပြန်ကြတဲ့အမေရိကကိုရောက်တဲ့အခါမှာတော့သူတို့ရဲ့အိမ်တော်ရဲ့အခြေအနေကိုစိုးရိမ်စေတဲ့ကိစ္စတွေဖြစ်လာစေခဲ့ပါတယ်။တင်ကျဲကတာမန်ကောင်တစ်ယောက်ဖြစ်ပြီးသူအနေနဲ့ဒီလိုစားရတဲ့မှုဆိုတာအင်မတန်ကိုမှခက်ခဲပြီးစိန်ခေါ်မှုတွေကိုလည်းများစွာကြုံတွေ့ခဲ့ရပါတယ်။အဒီနောက်မှာတော့သူဟာစိတ်တကျယောဂါခံစားလာရပြီးအချိန်ဖြစ်ကင်းစော်လာပြီးရဲတောက်ကားတွေနဲ့တာချိန်ကုန်ပြီးစားကုတ်ခေါင်းဆောင်မှတင်လိုက်ခဲ့ပါဦး။ အဲ့ဒီနောက်မှာတော့သူရဲ့ရခုံမဖြစ်သူဒီကွယ်ဟီကလင်းဟွန်ကျေကိုတောင်ကိုရီးယားကိုပြန်လည်ခေါ်ယူခဲ့ပြီးတော့ဆန်ဆန်းမော်ဂျာရဲ့ဒုတိယဥက္ကဋ္ဌရာထူးကိုပေးပြီးစီးပွားရေးလုပ်ငန်းတွေကိုတော့ကန်စီခဲ့ပါတယ်။ဒါပေမဲ့နေဝင်ကျကစီးဝိုင်းနဲ့ပတ်သက်ပြီးဘူးတရတွေ့ကြုံနေပါခဲ့တဲ့အတွက်ကြောင့်လုပ်ငန်းချုပ်မှလည်းအထုံလေးကိုခက်ခဲလာခဲ့ပါရဲ့။သူရဲ့စွမ်းအင်နဲ့ပတ်သက်ပြီးလည်းဝေဖန်မှုတွေများစွာခံရပြီးလက်အောက်ငယ်သားတွေကတော့သူ့ကိုမလေးစားခဲ့ကြပါဘူး။ဒီလိုမျိုးဝေဖန်မှုတွေကိုစက်တိုက်ခံနေရတဲ့နေဝင်ကျကမိမဖြစ်သူရဲ့မိသားစုပေါ်အမုန်းတရတွေချလာပြီးမိမဖြစ်သူကိုပြဿနာတွေစက်တိုက်ရှာခဲ့ပါရဲ့။ တင်ဇေကစီဝိုင်းနဲ့ပတ်သက်ပြီးမျိုးစုံဝေဖန်ဖြစ်တင်ခံရတဲ့ချိန်မှာတော့ဇနီးခေတ္တလေးပုချင်ဟာတဝိုင်းရဲ့ထူးခြားတဲ့စီဝိုင်းအမည်နဲ့ကြောင့်အောင်မြင်မှုတွေများစွာရရှိခဲ့ပြီးဒီဝါလီခိုင်ကခန်းကြီးဖြစ်နေတဲ့ရှိလာဟုတ်တေကူတော့630ရာခိုင်နှုန်းအထိတိုးတက်လာစေခဲ့ပါတယ်။အဒီနောက်မှာတော့ဒီမလာဆန်ဆန်ကရူရဲ့တူဦးလေးတော်အမှုသမီးဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။ဒီပုချင်ဟာအခုလိုမျိုးအောင်မြင်မှုတွေရရှိလာတဲ့အခါမှာတော့လင်ဦးကျဲကပုံမှုဒေါသထွက်လာပြီးအရက်တွေစက်တဲ့တောက်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ကိုရီးယားရဲ့အနမန်ကြီးမင်းသမီးတချို့နဲ့တော့ဖောက်ပြန်တာတွေအထိတိုးတက်ခဲ့ပါတယ်။ ူကမိန်းမဖြစ်တဲ့လေးပုချက်အပေါ်မှာလည်းကိုချင်းလက်ရောက်စောကောင်းမှုတွေရှိခဲ့ပြီးကိုဝန်ဆောင်နဲ့ကားလာမှာတော့အခုလိုအကြံဖတ်မှုတွေကိုကျူးလွန်ခဲ့ပါတယ်။ဒီပုချက်ကတော့ဒီမိုင်းရဲ့မိသားစုကလည်းဒီအဖြစ်အပျက်တွေမပြောပြခဲ့ဘဲကမ္ဘာ့ရဲ့ share ကျဆင်းမှုတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်ရဲတော်မတိုင်ခဲ့ပါဘူး။လက်ထက်ပြီးရှိတဲ့အကြံမှာတော့သူတို့နှုတ်ကခွဲနေခဲ့ကြပြီး2014ခုနှစ်မှာတော့ဒီပုချက်ဘက်ကနေကွာရှင်းခွင့်တင်ခဲ့ပါတယ်။အစာပိုင်းမှာတော့လင်ုံကျဲကကွာရှင်မပိတ်ခဲ့ဘဲနောက်ပိုင်းမှာတော့နန္နာကျဲဖြစ်ဒေါနာချစ်ဗီဒီယံကိုတောင်းခဲ့ပါတယ်။ ဒီမိုကငှက်နေကြခဲ့ပြီးနောက်ဆုံးမှာတော့ကွာရှင်းမှုနဲ့နာခြေဖြစ်လီဘူးချင်းကညင်းကျဲကိုဒေါ်လာ6တန်းပေးခဲ့ရပါတယ်။ဒီပတ်ဆက်ကတာမန်လူတွေအတွက်များပြားတဲ့ပမာဏတစ်ခုဖြစ်ပေမဲ့ဒီဘူးချင်းတစ်ခါတော့မပြောပါတော့တဲ့ပမာဏတစ်ခုပဲဖြစ်ပါတယ်။အခုချိန်မှလည်းဒီမဟာမိသားစုရဲ့ပိုင်ဆိုင်မှုတွေမပါဘဲဒီမရဲ့ပိုင်ဆိုင်မှုတည်တံ့ကိုဒေးဘီလျန်တော့အခြေရှိနေပြီးကိုရီးယားရဲ့အချမ်းသာဆုံးနှုတ်သမီးတွေကတုံ့လည်းဖြစ်ပါတယ်။သူမတို့နောက်ကွာရှင်းပြီးတဲ့ခါမှာတော့ဂျန်ကိုရီးယားရဲ့လှပတဲ့အချစ်ဆက်လက်နှစ်သမီးပုံမြင်လေးဟာလေထိုင်းလန်ကျအိမ်မက်ဆွေတို့ခုဖြစ်လာခဲ့ပြီးဒူဒူတုံမင်းကိုရှော့ကြသွားစေခဲ့ပါတယ်။ ကျန်းသာပြီးတော့တဲ့လူတိုင်းကအချစ်စစ်ကိုမရနိုင်ဘူးဆိုတာကိုပါဒီအဖြစ်ပြက်လေးကသတိပေးသွားတာပဲဖြစ်ပါတယ်။သူမဟာအခုလိုမျိုးဖြစ်ပြက်စုံချစ်ကိုကြုံတွေ့ခဲ့ရပြီမယ်လေ။လက်ရှိမှာတော့ကမ္ဘာပေါ်မှာဩဇာအချင်းမဆော့အမျိုးသမီးတွေကတယောက်ဖြစ်ပြီးလူတိုင်းအားကြရတဲ့အမျိုးသမီးတူဖြစ်နေပါတယ်။ပေးတဲ့တူလေဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပေးတဲ့တူရဲ့ထင်မြင်ချက်လေးကိုကမ္ဘာမှာရေးသားပြီးခဲ့ကြပါအောင်နော်။ဗီဒီယိုလေးကိုစောင့်နေချစ်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးများရှိတင်ပါတယ်ရှင်။